ဖေ့ဂျာမာရဲ့အတွက်ပတ်စံအရေးတကြီးလို့နေတဲ့လီလီဟာအလုံးရှာရင်နဲ့သူမရဲ့အလုံးရှင်ရဲ့အိမ်နေရာမှာထူဆန်းတဲ့ပကြီးကားတစ်ချက်ကိုတွေ့လိုက်ရတယ်။အဲဒီပကြီးထဲမှာအမျိုးသမီးတယောက်ကခလေးတယောက်ကိုချီထားတယ်။ခလေးမှာခေါင်းနှလုံးပါပြီးတော့ခလေးရဲ့မျက်လုံးတွေကလည်းလှုပ်ရှားနေတယ်လို့ခံစားလိုက်ရတယ်။ဒါကပြောပြလို့မရအောင်ထူဆန်းတာကိုခံစားနေရပါတယ်။အဖေရဲ့ကျမရဲ့ကြောင့်ငွေလိုလိုသားလီလီဟာဒီနေရာမှာအလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်ရတာပါ။နောက်တနေ့မှာအိထင်းကလီလီကိုလာခေါ်တဲ့အချိန်မှာသူတို့သွားနေတဲ့လမ်းကအရင်တစ်ခေါက်ကအိမ်မဟုတ်တော့ဘဲရွာတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်။ ခြားမိန်းကလေးနှစ်ဦးလည်းပါလာပြီးသူတို့ကလည်းအိမ်ပေါ်လို့ဖို့အတွက်လိုက်လာကြတာပဲဖြစ်ပါတယ်။လီလီကတခုခုမှားနေတာကိုသိပေမဲ့မိခွင်မရခင်အိမ်ထိန်ကလမ်းဘေးမှာကားရပ်ပြီးတော့သူ့ရဲ့လက်ဖွာကိုဓာတ်နဲ့လီပြီးတော့ပန်းမွေးနေပေါ်ကိုသွေးဆက်တွေချလိုက်တယ်။ဒါဟာသူတို့တုံယောက်အတွက်နားမလည်နိုင်ပေမယ့်အိထိန်ကဘာမှမရှင်းပြပဲခီးဆက်လာခဲ့ပါတယ်။အင်ကြီးကိုရောက်တဲ့အခါအဲ့ဒီနေရာမှာလျှက်စစ်မီမရှိပဲမိအိမ်တွေပဲတုံယောက်မှာဖြစ်ပြီးနေမဝင်ခင်မိအိမ်အားလုံးကိုထွန်းထားရမယ်လို့ပြောသွားခဲ့ပါတယ်။ အစားကတော့သူတို့လေဒါကတာရဲတရိစံတွေကိုကာကွယ်ဖို့လို့ထင်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့သူတို့ကာကွယ်နေရတာကတာရဲတွေမဟုတ်ကြောင်းသိလာရပါတယ်။အိမ်ထဲမှာသူတို့နာဖို့အတွက်အခန်းတစ်ခန်းပဲရှိပြီးတော့အခြားအခန်းတစ်ခန်းကတောခတ်ထားပြီးတော့အထဲမှာဘာရှိလဲဆိုတာမသိရပါဘူး။နေရာမှာပြက်ကရင်တစ်ခုချိတ်ထားပြီးတော့အနီရောင်နဲ့ခနန်းတွေရေးမှတ်ထားပါတယ်။အဲနောက်မှာအဖိုးကြီးတယောက်ဝင်လာပြီးတော့သူယူလာတဲ့အဝတ်အစားတွေကိုလဲခိုင်းကဒီဝစ်စာတွေကသူတို့ကိုကာကွယ်ပေးလိမ့်မယ်လို့ပြောခဲ့ပါတယ်။အဝစ်စာတွေလဲပြီးတော့အဖိုးကြီးကတောက်ခတ်ထားတဲ့အခန်းကိုဖွင့်လိုက်တော့အနံစိုးတွေထွက်လာခဲ့တယ်။ အခန်းထဲမှာအဝါရောင်ဝတ်တွေနဲ့ဖုံးထားတဲ့အရာကအနံစိုးတွေထွက်နေတာပဲဖြစ်ပါတယ်။အဲဒီအဝတ်တွေကိုဖယ်လိုက်တဲ့အခါဒေးလာလို့ခေါ်တဲ့မိန်းကလေးတယောက်ခြေထည်လက်တွေကြိုးထုတ်ခံရတာကိုတွေ့လိုက်ရတယ်။ အဘိုးအိုရဲ့ပြောပြချက်အရဒီလာဟာမော်တက်ပညာကြောင့်သူမရဲ့ခန္ဓာကိုယ်ထဲမှာနှဆိုးတကောင်ရှိနေတာပဲဖြစ်ပါတယ်။နီလီတို့ကဒီလာကိုတန်းစင်ပေးရမှာဖြစ်ပြီးနှဆိုးကိုဒေါသမထွက်အောင်တန်းစင်နေဖွင့်ပြီးတော့ငိန်နေအောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်။ဒါတွေကိုမင်းမဝင်ခင်ပြီးအောင်လုပ်ရမှာပဲဖြစ်တယ်။ပထမနေ့မှာတီနာဟာဒီလာကိုတန်းစင်ပေးနေတော့မှဒီလာဟာရုတ်တရက်နူလာပြီးတော့တီနာရဲ့လက်ကိုကိုက်လိုက်တယ်။ဒီဖြစ်ကိုမြင်ပြီးတော့လီလီနဲ့တခြားမိန်းကလေးတယောက်ကထွက်ပြေးဖို့ကြိုးစားပေမယ့်အဝေးကြီးမရောက်သေးခင်မူလဲသွားပြီးတော့ပြန်ထလာတော့အိမ်ဟောင်းထဲမှာပဲပြန်ရောက်နေခဲ့ပါလေ အဖိုးကြီးကသူတို့ဟာဒီနေရာမှာရွေးချယ်ခံရတဲ့သူတွေပဲဖြစ်ပြီးတာဝန်မပြီးသေးခင်မှာထွက်သွားလို့မရကြောင်းနဲ့ဒီနေရာမှာနတ်ဆိုးကထွက်မပြေးနိုင်အောင်လို့အစီရင်များလုပ်ထားကြောင်းပြောပြပါတယ်။သူတို့ကနောက်ထပ်၄ရက်ပဲဒီနေရာမှာနေရပြီးအိမ်ပြန်ခွင့်ရမယ်လို့ကတိပေးလိုက်ပါတယ်။ဒါပေမဲ့ဒီ၄ရက်အတွင်းမှာပဲအဖြစ်ဆိုးတွေဖြစ်လာခဲ့ပါတယ်။ ပထမရက်မှာတော့ဘာမှမဖြစ်ပဲအေးဆေးဆေးပြီးသွားခဲ့ပေမယ့်လီလီဟာထူးဆန်းတဲ့အိမ်မက်တစ်ခုမှခဲ့ပါတယ်။အိမ်မက်ထဲမှာသူမဟာကြံကင်းနေဝိုင်းနာတဲ့ကျွင်းကြီးတဲ့ရောင်နေပြီးတော့ပြန်ထလာတဲ့အချိန်မှာအိမ်မက်တစ်ခုကိုတွေ့ရပြီးတော့အိမ်ထဲမှာဒေးလာကအော်နေပြီးတော့အကူအညီတောင်းနေတဲ့အတန်ကြားရတယ်။နောက်လူတစ်ယောက်ကသူမကိုအချိန်နဲ့ပြေးလာပါတယ်။အိမ်မက်ကနိုလာတော့လီလီဟာတကယ်မဟုတ်တော့ဘူးထင်ပေမယ့်သူမရဲ့လက်ထဲမှာကြံရွက်တရွက်ကင်ထားပြီးတော့ခြေတော်မှာလည်းကြံကင်းတွေကထွက်လာတဲ့အတိုင်းဖြစ်နေခဲ့ပါတယ်။နောက်တနေ့ပါအိမ်ရှိမလူတစ်ယောက်ကကျွင်းတစ်ခုတူနေတာကိုတွေ့လိုက်ရတယ်။ လီလီဟာသူမရဲ့အိမ်မက်ထဲကအတိုင်ဖြစ်နေမှာကိုစိုးရိမ်နေခဲ့ပါတယ်။ဒါအပြင်ရေတွင်းကနေရေမရခြင်း၊ရေပုံးနဲ့ယိုစိတ်ခြင်းအကြောင်းအရာအလုံးဟာနတ်ဆိုးရဲ့လက်ကွက်တွေပဲဖြစ်နေတာကိုနောက်ပိုင်းမှသိလာရတယ်။နောက်နေ့မှလီလီတို့ဒီလာကိုနေမွေခင်တက်ဆင်ပေးဖို့အတွက်ရေတွေယူလာပြီးအခန်းထဲရောက်တော့မထင်မှတ်ထားတာကဒီလာဟာအခန်းထဲမှပျောက်သွားပြီးတော့အကာအကွယ်တွေပျက်စီးနေတာကိုတွေ့လိုက်ရတယ်။လီလီတို့နှစ်ယောက်အခန်းထဲမှာရှာကြည့်တော့ဒီလာကအခန်းတောက်မှာနေရန်နဲ့ခေါင်းနဲ့တိုက်နေတာကိုတွေ့လိုက်ရပါတယ်။တီနာကဒီလာကိုအော်ခေါ်ပေးမယ်။ဘာမှပြန်မတုံ့ပြန်ခဲ့ပါဘူး။ ရုတ်တရက်ဖျောင်းနဲ့ငြိမ်သွားပြီးတော့သူတို့ပြန်ထွက်လိုက်တဲ့အခါမှာတော့ဒေလာကလည်းပြောက်ွယ်သွားတာကြောင့်သူတို့လည်းကြောက်သွားခဲ့ပါတယ်။နှစ်ယောက်သားဒေလာကိုရှာနေတော့မှပဲဒေလာကနောက်ကနေပြေးလာခဲ့ပါတယ်။ အခန်းတွေကအတန်တွေကြာလို့အခန်းပြင်ကဝီနာကဝင်လာတဲ့အခါဒီလာဟာတစိတကောင်လိုပဲပြန်ပြောက်သွားခဲ့ပါတယ်။သူတို့သတိထားနေတော့မှပဲဒီလာကဝီနာကိုဆွဲသွားခဲ့ပါတယ်။လီလီကဒီလာကိုပန်းမွှင်းစိန်ထားတဲ့ရင်ထဲပတ်လိုက်တဲ့အချိန်မှာဒီလာဟာငြိမ်ကျသွားပါတော့တယ်။အဲ့လိုနဲ့ပဲသူတို့သွန်ရလုံကကြောက်လန့်နေကြပြီးတော့သူတို့ထွက်သွားရဖို့တစပဲကြံတော့ပေမဲ့အရန်မယိုးရှင်ခဲ့ပါဘူး။နောက်တနေ့မှာတောခတ်ထားတဲ့အခန်းပွင့်သွားတာကြောင့်သူတို့သွန်ရဝင်ကြည့်တဲ့အခါဒီလာမရှိတော့ပဲနေရာမှာပေါင်ကြီးတစ်ပေါက်တွေ့လိုက်ရပါတယ်။သူတို့သွန်ရလေဒီလာကိုလိုက်ရှာဖို့ပြင်ကြပါတယ်။ NDA ကနေကာကွယ်ဖို့အတွက်300လုံးကထီသုံးလက်ကိုခွင့်ပေးရမှာဖြစ်ပါတယ်။ဒီနာကထီဖွင့်ပြီးတဲ့နောက်မှာတော့နောက်ကနေတစုံတစ်ယောက်ရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။လီလီဖွင့်ရမယ့်ကြီးကပွင့်နေပြီးသားဖြစ်နေပေမဲ့သူမကထီနာရောက်သွားတဲ့အချိန်မှာနောက်ကနေရုတ်တရက်လေဘေးညှပ်ပြီးဆွဲချခံလိုက်ရတယ်။ အဖိုးအိုကဘူလာကိုချုံနောင်နေတဲ့အချိန်မှာဝီနာကဓာတ်ချောင်းနဲ့အဖိုးကိုထိုးလိုက်ပါတယ်ဝီနာဟာဒီလာကိုလည်းလွမြောက်စေတဲ့အပြင်လီလီကိုလည်းဒဏ်ရာရစေခဲ့ပါတယ်ဝီနာရဲ့စိတ်ထဲမှာသူ့မိသားစုကသူ့ကိုမကူညီပေးဘူးလို့ထင်နေခဲ့ပါတယ်တကယ်တော့သူမဟာမကောင်းတဲ့ဝိညာဉ်ရဲ့အစွမ်းနဲ့တိုက်ခိုက်ခံရပြီးအရင်ကရေရင်းကားနဲ့ရေမရချင်းရေပုံးယိုချင်းတွေကသူမရဲ့လျှက်ဝဲလုံးဆောင်မှုတွေဖြစ်ပါတယ်ဝီနာကလီလီကိုထတ်တိုက်ခိုက်ခဲ့ပြီးသူမအသိစိတ်လုံးဝမရှိတော့ပါဘူး လီလီဟာဝီနာကိုကြောက်တုံးနဲ့ထုလိုက်ပါတော့တယ်ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာတော့သူတို့ကိုငားရန်ထားတဲ့ပန်ရှင်အမကတ်စာလည်းဒီနေရာကိုရောက်လာခဲ့ပါတယ်အဘိုးကြီးကလီလီကိုအရင်တကားသူမမှတ်ခဲ့တဲ့ထူဆန်းတဲ့အိမ်မက်ဟာအမှန်ဖြစ်ကြောင်းနဲ့သူမရဲ့သွေးကထူးခြားတာကြောင့်မကောင်းတဲ့ဝိညာဉ်လောကနဲ့ဆက်သွယ်နိုင်ကြောင်းရှင်းပြခဲ့ပါတယ် ပန်ရှင်ကက်ဆာကနီလီကိုမကောင်းသောဝိညာဉ်လောကကိုပြန်သွားပြီးတော့ဒေလာကိုကယ်တင်ပေးဖို့တောင်းဆိုခဲ့ပါတယ်။နီလီဟာအင်ရှင်တူထားသောကျွင်ကြီးထဲမှာလှဲနေတော့မှာပဲအနီရောင်အရေးတစ်ပုံးနဲ့သူမအပေါ်ကိုလောင်းချခံရပြီးမျက်လုံးပြန်ဖွင့်လိုက်တော့သူမအိမ်မက်မက်ခဲတဲ့နေရာကိုရောက်နေခဲ့ပါတယ်။နီလီဟာအင်ကိုရှာတွေ့သွားပြီးတော့ဒေလာကိုကယ်ဖို့ကြိုးစားနေတော့မှာပဲယောက်ျားတယောက်ပေါ်လာခဲ့ပါတယ်။နီလီဟာအဲ့ဒီယောက်ျားနဲ့တိုက်ခိုက်ပြီးတော့အခန်းထဲဝင်လာတဲ့အခါဒေလာကိုတွေ့ခဲ့ရပါတယ်။ လီလီဟာဒေလာကိုခေါ်လာပြီးတော့လက်တွေ့ကဘာကိုအမြန်ရောက်လာတဲ့အခါဒေလာရဲ့ဝင်းကျင်လေသူမရဲ့ခန္ဓာကိုယ်ရဲ့ပြန်ရောက်သွားခဲ့ပါတယ်။အလုံးပြီးဆုံးသွားပြီလို့ထင်ခဲ့ပေမယ့်လီလီကပန်းရှင်ကဆာရဲ့အကြံစီတွေကိုတည်သွားခဲ့ပါတယ်။တကယ်တော့ဒေလာရဲ့ဝင်းကျင်ကိုထိမ့်သိမ်းထားတာကဒေလာရဲ့အဖေနဲ့အဖွာဖြစ်ပါတယ်။ကဆာဟာဒေလာကိုမော်တန်နဲ့ပြုလုပ်ပြီးတော့သူတို့တမိသားစုလုံးကိုဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်။ဒေလာရဲ့ဝင်းကျင်ကိုချုံနောင်ထားမှသာမော်တက်ကိုကဆာအပေါ်ပြန်လည်တက်ရောက်စေခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒီလပြန်ရောက်တဲ့အခါအရင်ကပုတ်သွုံနေတဲ့ကဆာရဲ့ခန္ဓာကိုယ်လည်းတဖြည်းဖြည်းပြန်လဲကောင်းမွန်လာခဲ့ပါတယ်။ဒါကြောင့်ပိုကြီးတဲ့အန်ဒီရဲ့တခုကသူတို့ကိုစောင့်မျှော်နေခဲ့တာပဲဖြစ်ပါတယ်။ဒီဇလန်ကဒီမာရင်ပြီးသွားပါပြီခင်ဗျာ။